အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်ဒီယိုဘာလ16ရက်နေ့ရဲ့ညကင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်ညချမ်းမာလူပြည်သူပေါင်းနှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့ညကင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ရဲတပ်ဖွဲ့မှာယာရုနေရာတွေကိုငွေပေးပြီးတော့ဝယ်ယူနေရတယ်လို့ရဲတပ်ချက်ကြီးတအူးကဖွင့်ချပြောဆိုလာပါတယ်အကြမ်းမဲ့စစ်တပ်ကိုကူညီပေးမှုမရှိဘူးလို့ SSPP ကဆိုပါတယ်ဒီအတွက်ကြောင့်စစ်တပ်ကိုကူညီပေးတယ်လို့ဆိုတဲ့စကားကို BSNLF TNL ဘက်ကတာဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာစစ်တပ်ကနိုင်ငံရေးကမထွက်ဖင်းတဲ့ညဉ့်ညံ့ရေးမရနိုင်ဘူးလို့ NUG ကပြောလာပါတယ်တက်တီဆောက်ရေးဆိုတာတော်လိုင်းရေးမပြီးမချင်းလောက်ရမယ့်ကိစ္စဖြစ်ကြောင်း BBLA ဥဆောင်သူမောင်ဆောင်ခါကဆွေးနွေးထားပါတယ်ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာဒီညရဲ့သတင်းတင်ဆက်မှုကိုတော့ကြပြားစရာစမ်းကြော်စွာဝင်းရဲ့စာစုလေးတစ်ခုနဲ့စတင်ကြပါမယ်တနေ့ရရမှာ 2018 2019ဆိုတဲ့တက်ကရစ်လေးတွေ့ရင်ဩမကြသေးဘူးလို့တွေးကြတယ်မဟုတ်လားတယောက်ယောက်နဲ့စကားပြောကြရင်2019လောက်ကကွာလို့ထည့်ပြောရင်မကြသေးဘူးလို့ခံစားမိတယ်ဥပမာ2019မော်ဒယ်ကားဆိုင်ကယ်ဆိုမော်ဒယ်မြင့်တယ်လို့သတ်မှတ်ကြတယ်2019ကအိမ်အောင်ကြတယ်ပြောရင်အိမ်အောင်သက်မကြသေးဘူးလို့ပြန်ပြောကြတယ်2019ကလုပ်ငန်းစဖွင့်ရင်လုပ်ငန်းတက်တန်းမကြသေးဘူးထင်ကြတယ်တကယ်တမ်းကျ6နှစ်ကြာခဲ့ပြီ နောက်နှစ်လကျော်ရင်2019ဆိုတာခုနှစ်နှစ်ဝန်းကျင် ကြာတော့မယ်ခုနှစ်နှစ်ဆိုတဲ့ပမာဏဟာအသက်20လူငယ်တွေ20ခွန်ဖြစ်စီပြီအသက်30လူလက်ပိုင်းတွေ38နှစ်ဖြစ်စီပြီ40အရွယ်ကောင်းတွေ90နောက်ကတ်စီခဲ့ပြီခုနှစ်နှစ်ဆိုတာအသေးစားလုပ်ငန်းတစ်ခုတေချာလုပ်ရင် အလက်စားလုပ်ငန်းဖြစ်နိုင်တဲ့ကာလခုနှစ်နှစ်ဆိုတာရှစ်တန်းကျောင်းသားတယောက်ဘွဲရနိုင်တဲ့ကာလခုနှစ်နှစ်ဆိုတာ ပညာရက်တစ်ခုခုသင်ရင် professional ဖြစ်ဖို့လုံလောက်တဲ့ကာလကျွန်တော်တို့ဘဝတွေကအဲ့ဒီအချိန်တွေဘယ်သူခိုးယူသွားတယ်လဲအချို့မိသားစုတွေပြန်မဆုံတာ9နှစ်ရှိပြီအဲ့ဒီ9နှစ်အတွင်းမိသားစုတွေကဘယ်နှယောက်ကွယ်လွန်သွားပြီလဲတငယ်ချင်းတွေမျက်နာမမြင်ဘူးတာ9နှစ်အဲ့ဒီ9နှစ်အတွင်းတငယ်ချင်းဘယ်နှယောက်ကွယ်လွန်ပြီလဲချစ်ကြွမ်းဝင်သူတွေမတွေ့ကြရတာ9နှစ်အဲ့ဒီ9နှစ်အတွင်းအစ်စ်ကိုစီနဲ့နေသားကြသူတွေဘယ်နှယောက်လဲ မင်းစားဖို့စိတ်မပူရတဲ့အခြေအနေကနေစစ်ရှောင်ရင်ရောက်တဲ့မြို့မှာရတယ်လို့လောက်ကင်စားနေရသူဘလောက်များပြီလဲပြိပရောက်နေသူတွေလူငယ်တွေလဲအိမ်လာလို့ပြန်လာလို့မရတဲ့အခြေအနေမှာအိမ်ထမင်းအိမ်ဟင်းနဲ့ဝေးတာခုနှစ်နှစ်ပြန်လာခဲ့ရင်တော့အိမ်နဲ့စိမ့်သွားကြမယ်ဒဇိန်တွေလို့ဖြစ်နေမှာအလိုမတူပဲဘဝတဲကချိုးဖက်ခံရတဲ့အခက်အလက်တွေဆန္ဒမပါပဲရိတ်တင်ခံရတဲ့အသီးနှံတွေ ခုနှစ်နှစ်စာထွက်လာတဲ့အညွန့်တလူလူမှာစိုးရင်တော့ကဗျာပါရတွေဘဝတဲကပျောက်ွယ်သွားတဲ့အမောင်ဆုံးနှစ်တွေမှာ ကျွန်တော်တို့ထံနာကျင်မှုနဲ့ယူကျုံးမရဖြစ်ချင်းပဲကြံခဲ့တယ်ဝမ်းနေဖွယ်စမ်းကြော်စွာဝင်းအဲ့တော့ဒီစာစုလေးကို Facebook လူမှုကွန်ရက်မှာ တွေ့မိတဲ့အတွက်ပထမဆုံးအနေနဲ့တင်ဆက်ရင်းနဲ့ဖတ်ပြလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့စာစုနှစ်ထွက်ဝက်ကျော်တကယ်၃ပုံပုံ၂ပုံ ကာလလောက်ကိုကျွန်တော်တို့ဖြတ်ကျော်လာပြီဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်လည်းအသက်30နှစ်ကိုတဖြည်းဖြည်းနဲ့ကက်လာပြီဒီနေ့တော့မှအပြင်ကနေပြန်လာတော့အရင်တတခောက်ဆွဲကြိုကြိုက်တဲ့ခါကျတော့ဆိုင်မှာခောက်ဆွဲကြိုလေးပါဆက်ထုတ်ပြီးတော့သူ့အတွက်ဝယ်လာပေးဖြစ်တယ်အဲတော့မကြသေးခင်အချိန်ကကျွန်တော်ပြန်ပြီးစဉ်းစားမိတဲ့အခါအိမ်ကဖေးမြို့ဈေးရနေပြီးတော့ပြန်လာရင်ခောက်ဆွဲကြိုဝယ်လာတဲ့အချိန်ကိုပြန်ပြီးတော့သတိရတယ်အဲတော့ဒီကာလလေးကဘလောက်မှမကြဘူးဆိုပေမဲ့တော်တော်လေးကျွန်တော်တို့ဘဝတွေကတိုက်စားခံလိုက်ရတာဖြစ်တယ် အေးဆေးဆေးနေနေရတဲ့ဘဝတွေတဲကနေပြီးတော့လူယူဖြက်စီးချိုးဖက်ခံလိုက်ရတဲ့အချိန်ပိုင်းခြားတွေဖြစ်ပါတယ်အဲ့တော့ဒီကာလတွေကိုသတိပြုမိအောင်ဒီဆရာစန်းကျော်စွာဝင်းရဲ့စာစုလေးတစ်ခုကိုဖတ်ပြတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်တရင်နေနဲ့ဆက်အောင်ပါအနာဒိစစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့မှလုံသက်18နှစ်ကျော်ရှိတဲ့ရဲတပ်ကြက်တဦးကရဲတပ်ဖွဲ့အတွင်းမှာအစစ်မြင်ရသူတွေကိုငွေကြေးပေးပြီးတော့ဝယ်ယူနေရကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဖွင့်ချပြောဆိုလိုက်ပါတယ်။ အဲ့ဒီရတကြက်ဆိုသူကသူဟာတကြက်စင်းနဲ့လုံသက်16နှစ်ထိရှိနေပြီဖြစ်ပေမဲ့ယာရုတို့မြင့်ဖို့အတွက်ငွေပေးပြီးတော့ဝယ်ရကြောင်းအထက်ရရှိတွေကစကမ်းမှုနယ်ထိန်းအဲ့ဒီနေရာတွေကိုငွေကြေးနဲ့ရောင်းစားနေကြောင်းပြောဆိုလိုက်တာဖြစ်ပါတယ်။သူရဲ့ပြောဆိုချက်အရရတဖွဲ့ဟာငွေကိုသာကြိုက်နှစ်သက်ပြီးလူကိုအရင်မပေးကြောင်းရဲမှုနေရာကိုပင်ငွေပေးပြီးတော့ဝယ်ယူနေရကြောင်းဖွင့်ချလိုက်တာပါ။ဒါပြင်သူတို့အောက်ခြေဝန်ထမ်းငယ်သားတွေခန်းစားနေရတဲ့ဒုက္ခတွေစားရတဲ့အခက်အခဲတွေနဲ့ရှမ်းမြောက်ဒေသမှာလည်းတိုက်ပွဲဝင်ရင်စီရဲကြောင့် မိသားစုတွေကွဲပြားခဲ့ရပုံကိုလည်းထည့်သွင်းပြီးတော့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာလည်းသူကိုယ်တိုင်ဒဏ်ရာရရှိမှုအတွက်ကိုယ်ပိုင်ဆေးဖို့နဲ့ကုသနေရကြောင်းအခုလိုပြောဆိုလာတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီမနက်ငယ်ရတက်ဖွဲ့ရပါလား။လာ3:00တည်းရတက်တန်တူပါ။ကျွန်တော်ရာဓုရတက်ကတက်ချက်လုပ်တဲ့2006 2009ရရလာပါเนาะရတဲ့ဖွဲ့မှာ ရာဓူကိုစက်ကဲတကယ်ဝယ်ယူရတယ်နော်စကားမှုတွေနေရဝယ်ယူရတယ်နော်ကျွန်တော်ရက်တက်ဖွဲ့ကလူကိုကြိုက်တယ်လူကိုမကြိုက်ဘူးငူကြိုက်တယ်လူတွေကထက်လူကြီးတွေကနေရာတွေစကားမှုတွေနေရင်းတွေရင်းရင်းတွေနေရာကိုငွေလက်ဝယ်ပြီးတော့ရောင်းသွားကြတယ်နော်ကျွန်တော်ဆိုရင်တက်ကြလုပ်တဲ့ 18နှစ်ဆက်ချစ်နေရှိပါပြီเนาะຢာဓုကိုလည်းဝယ်ယူရတယ်ကျွန်တော်ညီမနိုင်ငံရဲတပ်ဖွဲ့မှာအဲ့လိုဖြစ်ပြနေတယ်ဒါပေမဲ့ဒီလိုသိရအောင်လို့ကျွန်တော်တင်ပြရတာပါเนาะတိတော့ကနေပြီးတော့ကျွန်တော်ရိုက်ပြီးတော့လူကြီးတွေသိအောင်ကိုစော်မင်းတို့သိအောင်ကျွန်တော်ပြောပြတာเนาะကျွန်တော်အောက်ထီငယ်သားတွေမှာဘလောက်ခံလာရတယ်ဟိုဒဏ်ရရတယ်နိုင်ငံတော်ပြီးတဲ့နှစ်သိမ့်ထားเนาะကျွန်တော်တို့ကျွန်တော်တို့မှာမိသားစုတွေရှိတယ် ျွန်တော်ရှမ်းမြောက်ကနေတော့စပွဲဖြစ်လာလေဒီလိုဘေးဒုက္ခတွေရှောက်လာရတယ်နော်မိသားစု꽌ပြဲတဲ့ဝေပြားနေရတယ်ကျွန်တော်ဒုက္ခရောက်တယ်နော်အရာရှိတွေစကမ်းမှုတွေထက်လူကြီးတွေနော်ကျွန်တော်တို့ဘာမှပြန်မကြည့်နေကြပြောကြတယ်နော်ကျွန်တော်ရပိုင်ဝင်လဲဘာမှမရှိဘူးလွတ်ပိုင်ဝင်လဲဘာမှမရှိဘူး စားရတော့ဒီတစ်ခွက်ရောက်တယ်မြောက်တကွေးပြားနေရတယ်အခုတွဲပဲနဲ့ကျွန်တော်တို့တာဝန်ထမ်းတော့နေရတယ်နော်ကုသမွေးတို့သိအောင်လို့ကျွန်တော်ပြောပြတာပါယာရူပတ်သက်ပြီးဝယ်ယူရတယ်နေရာပတ်သက်ပြီးဝယ်ယူရတယ်ကျွန်တော်တို့ဒီမှာကျွန်တော်အသက်59နှစ်ရှိပြီကျွန်တော်လတစ်သုံးလေးရှိလေးလေးရက်ကြက်တန်းထူပါနော်ကျွန်တော်ဆိုရင်အခုဒဏ်ရခံစားရတယ်ခုနှစ်တည်းလေ တင်ပြီးဆေးကူရတယ်ကိုသေးသေးကိုကူရတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနယ်တီဘောမြို့တိုက်ပွဲတွေမှာအာနာသိန်းစစ်ရှုံးကောင်စီကိုရှမ်းလက်လက်ကိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ရှမ်းပြည်တိုက်ပွဲပါတီ SSPP SSA ကကူညီပေးမှုလမ်းကြောင်းဖွင့်ပေးမှုရှိခဲ့တယ်လို့တန်းတမတော်တင်းတယ်လေးပြောဆိုခွင့်ရှိသူလွေရည်ဦးကပြောကြားချက်ကဆွဆွပြောဆိုမှုသာဖြစ်တယ်လို့ SSPP ကဒီကနေ့အောက်တိုဘာ16ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် အဲ့လိုဆွဆွဲတာဟာမဟုတ်မမှန်ဝါဒပြန့်သတင်းလွှင့်မှုဖြစ်ပြီးကန့်ကွက်ရှုတ်ချကြောင်းနဲ့တိုက်ပွဲကြောင့်ဒေသခံလူထုထိခိုက်နစ်နာမှုတွေကိုတာဝန်ယူဖြစ်ရှင်းပေးဖို့ဖော်ပြလာပါတယ်။တရားလဲလီပြောဆိုခွင့်ရှိသူရဲ့ပြောကြားချက်ဟာ SSPB SSA ပေါ်လူထုနဲ့တော်လှန်ရေးအင်အားစုတွေကြားထင်အောင်ထင်မှားဖြစ်စေတဲ့ပြင် SSPB SSA ကိုနိုင်ငံရေးရာထိုးနှက်မှုလူထုတွေကြားမှာစီယုံရေးကြဆင်းစေလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ SSPB ကထုတ်ပြန်ခဲ့ပြီးအဲ့လိုနောက်မဖြစ်စေဖို့ ထိမ့်သိမ့်ကြက်မှတ်ဖို့ပြည်စလက်တည်းနယ်လီဘက်ကတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့လည်းဖော်ပြလာပါတယ်။နောင်ချိုကြောင်မဲတီဘောတိုက်ပွဲတွေမှာ SSBB အဆက်စီဟာအကြံပေးစရုံးကောင်စီတည်နယ်လီဘယ်ဘက်ကမှဝင်ရောက်ဆွတ်ဖတ်တာမရှိဘူးလို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဒါပြင်စပေးတန်ခံရတဲ့ဆစ်ဆောင်လူလူတွေကိုသာစူးစမ်းကူညီခဲ့တဲ့လူလူကယ်ဆယ်ရေးလုပ်ငန်းတွေကိုသာလှုံ့ဆော်ခဲ့ကြောင်း စစ်ရုံးကောင်စီနဲ့ DNL ဟာ SSBB SSC ထိန်းချုပ်နယ်မြေအတွင်းမှာတိုက်ပွဲတွေပေါ်ဆောင်ပြီးလူလူရဲ့အသက်အိုးအိမ်စီးစိမ်ပိုင်ဆိုင်မှုတွေကိုဇိုးဝါစွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဖြစ်တယ်လို့အဲ့ဒီဆုံးရှုံးမှုတွေအတွက်နှစ်ဖက်သောတပ်ဆိုင်သူအဖွဲ့တွေကတာဝန်တီးတီးတာဝန်ယူဖြေရှင်းရမယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ DNL ဟာ2023နှစ်ကုန်ပိုင်းတေတုံညာနှစ်ကုန်စစ်စေးရေးမှာအကြမ်းမဲ့စစ်ရုံးကောင်စီတင်ပိုက်ထားတဲ့မြို့ဆက်နှမြို့ကိုတိုက်ခိုက်တင်ပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးမှာ SSBB အနေနဲ့ပါဝင်ခဲ့တာတော့မရှိပါဘူး။ ဒါပေမဲ့ DNL နဲ့ SSPB ဟာအရင်ကမဟာမိတ်တွေဖြစ်သလိုရှမ်းမြောက်မှာနှစ်ဖွဲ့ပေါင်းပြီးတော့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS တပ်တွေကိုအတူတကွတိုက်ခိုက်ခဲ့တာရှိခဲ့ပါတယ်။တတုံညာနှစ်ခွန်ဆစ်စင်ရေးကာလမှာတော့ဒီဘော့ကြောင့်ပဲနန်ခမ်းပါဝင်ရှမ်းမြောက်ဒေသချို့မှာ SSPB နဲ့ DNL ကြားနေမြဆိုင်ရာအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့ပြဿနာအချို့ရှိခဲ့ပြီးတိုက်ပွဲအချို့လည်းရှိခဲ့ပါတယ်။2025လွေကာလမှာတော့စစ်ရုံးကောင်စီကတရားနယ်သိမ်းပိုက်ထားတဲ့မြို့ရွာတွေကိုထိုးစစ်ဆင်တဲ့စစ်ဆင်ရေးတွေပေါ်ဆောင်တဲ့အခါ ။နောင်ချိုကြောင်မဲတီဘောမျိုးတွေကိုစစ်ရုံးကောင်စီကပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကြောင်မဲတီဘောနယ်တွေမှာ SSPB တပ်တွေလည်းရှိနေတာပါ။စစ်ရုံးကောင်စီရဲ့ထုတ်စစ်ဆင်မှုတွင်တိုက်ပွဲဖြစ်တာမရှိတဲ့အခြေအနေမှာ SSPB ကစစ်ရုံးကောင်စီကိုကူညီပေးတာသူတို့ထိန်းချုပ်နယ်မြေမှာဖျက်ဆီးသွာလာခြင်းပြုတာစတဲ့သတင်းတွေအရင်ကတည်းကရှိနေပြီးအခု TNL ပြောဆိုခွင့်ရှိသူကမီဒီယာကနေတဆင့်ပြောဆိုမှုအပေါ် SSPB ကပြန်လည်ရှင်းလင်းလာတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဝါရင်ရှမ်းဒေါ်လာရေးတပ်ဖွဲ့ဖြစ်တဲ့ SSPB အနေနဲ့အနာသိစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရှိတာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နှဲပါတဲ့အခြေအနေမှာဝေဖန်မှုတွေကြုံတွေ့နေရတဲ့ဖွဲ့လည်းဖြစ်ပါတယ်။ SSPB နီးတူရှမ်းတဲ့ RCS ကလည်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ရှုံးကောင်စီနဲ့ထိတွေ့ဆွေးနွေးနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်ခင်ဗျာ။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာနာသိစစ်တပ်ဟာနိုင်ငံရေးအမထွက်ဖဲငြိမ်းချမ်းရေးဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့မြန်မာညွှန်ရေးဆိုရအန်ယူဂျီပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုလာပါတယ်။အကြမ်းစစ်ကြောင်းကောင်စီကအော်တိုဘာ15ရက်မှာနိုင်ငံလုံးအပြည့်ရစာချုပ် NCA နှစ်ပတ်နယ်လင်းကျင်းပပြီးစစ်ကြောင်းကောင်စီနဲ့စစ်ကြောင်းကောင်စီအဖွဲ့သူတွေက NCA ဟာတရားဝင်မှုခိုင်မာတဲ့စာချုပ်ဖြစ်တယ်။ NCA အတိုင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရမယ်လို့လေတံပေးခဲ့ကြပါတယ်ခင်ဗျာ။ ချက်ချင်းကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကျင်းပမှုဟာဟန်ပြလှုပ်ဆောင်မှုသာဖြစ်တယ်လို့ NCA မှာပါဝင်ခဲ့တဲ့ဒိုင်းသာလက်နက်ကိုင်အဖွဲ့၁၀ဖွဲ့တဲက၆ဖွဲ့ကပူးတွဲထုတ်ပြန်ခဲ့တယ်လို့စစ်တပ်အာဏာသိမ်းမှုကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်ခဲ့တာလို့စစ်ရုံးကောင်စီနဲ့ထိတွေ့ဆက်ဆံမှုပြုလုပ်နေဆဲဖြစ်တဲ့ရှမ်းလက်နက်ကိုင် RCSS ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်အလားတူပဲမြို့သားညွေးဆိုးရ NUG ပြောင်စုဝင်ကြီးချုပ်ယုံပြောဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းစစ်ရုံးကောင်စီနဲ့စစ်ရုံးကောင်စီအားပေးသူတွေရဲ့လုံရပေါ်ဘာမှပြောလို့ခြင်းမရှိပေမဲ့ ငင်းညာရေးမရနိုင်တဲ့အချက်လက်တွေကိုတော့အတိပေးပြောပြခဲ့ပါတယ်စစ်တပ်နိုင်ငံရေးကမထွက်ဖဲငင်းညာရေးမရဘူးစစ်တပ်ဟာအရသာဆိုးရလက်အောက်မှာမရှိသဖြင့်ငင်းညာရေးမရဘူး2008ဖွဲ့စည်းပုံအောက်မှာငင်းညာရေးမရဘူးအသွင်ကူးပြောင်းရေးကာလတရားမျှတမှု transitional justice မရှိဘဲငင်းညာရေးမရဘူးလို့ဥနေဖုံးလက်ကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီနေ့ညကနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တက်တီဆောက်ရေးဆိုတာတော်လှန်ရေးမပြီးမချင်းလုပ်ရမယ့်ကိစ္စဖြစ်ကြောင်း BBLA ဥဆောင်သူမောင်ဆောင်ခါက ဆွေးနွေးထားပါတယ်ဆွေးနွေးချက်အပြည့်စုံကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာဟိုကျွန်တော်အဓိကပြောချင်တာကဘာလဲဆိုတော့ဒီတက်တီဆောက်ရေးဆိုတာက တက်ဥပိုင်းခဏလေးလောက်ရတာမဟုတ်တက်တီဆောက်ရေးဆိုတာကတော်လန်ရေးမပြီးမချင်းလောက်ရမယ်ကိစ္စဖြစ်ပါတယ်အမြဲတမ်းကိုတက်ကိုမွန်းမံနေရမယ်ပြုပြင်တိဆောက်နေရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်တိဆောက်ရေးဟာတော်လန်ရေးနဲ့တန်းတူပဲတော်လန်ရေးပြီးမှပဲတိဆောက်ရေးဆိုတာပြီးပါလိမ့်ဒါကိုကျွန်တော်တို့ရဲဘော်တွေအားလုံးဒီစကြာနားလည်ဖို့လိုအပ်ပါတယ် ဒါနံပါတ်1ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့စီမှာလည်းရှိပါတယ်နံပါတ်1ဒီအများဆုံးကတော့ဒီကျွန်တော်တို့ဟိုတက်ပြေးကိစ္စပေါ့နော်တက်ပြေးကိစ္စရှိဘာလို့လဲဆိုတော့တော်လန်ကြီး၄နှစ်ကြာလာတဲ့အခါမှာအဲဒီဒီ၄နှစ်လောက်အထိညှော်လင့်မထားတဲ့ရဲဘော်တွေရှိတယ်အဲ၄နှစ်လောက်အထိသူတို့စဉ်းစားမထားဘူးပြင်ဆင်မထားဘူးအဲဒီချိန်မှာနောက်တစ်ခုကကျတော့ဒီအဲကြံခဲ့တဲ့မိသားစုရဲ့စာဝတ်နေရေးအခက်အခဲတွေသူတို့ struggle လုပ်ရတဲ့ဟာတွေ ဟိုတော့ဒီမိသားစုပေါ်မှာအိမ်လွမ်းလာရဒါမျိုးတွေဂျုံဂျုံလာတာရှိပါတယ်ဆိုတော့ဒါတွေပေါ်မှာလည်းအဲဟိုကျွန်တော်ပြောင်းကျင်တာရှိတယ်လို့တစ်ဖက်မှာလည်းတက်အတွင်းမှာတက်မှုတွေရဲ့အဲတက်မှုတွေရဲ့ဒီဆန္ဒပြောလို့ပဲအားနေချက်တွေရှိနေတယ်နော်တက်မှုတွေကဒီရဲဘော်တွေပေါ်မှာအာထိန်ကြောင်းတာနောက်တစ်ခါကျသူတို့ကြည့်ရှုဆောင်ရှောက်တာနှစ်ပိုင်းတော့ကျွန်တော်တို့ကကြက်မက်ရတာရှိတယ်လို့တစ်ဖက်မှာလည်းအဲထိတ်ခဲလုပ်ပြရတာရှိတယ်ကျွန်တော်တို့ကဟိုဟို ျွန်တော်တက်ထဲမှာပြောနွေထွေးမှုပေးရပေါ့နော်ဒါနွေထွေးမှုပေးရမယ်ကိုရဲဘော်ပေါ့ဆိုတော့အဲ့အဲ့ဒီနှစ်ခုပိုင်းမှာအားနည်းချက်ရှိတယ်ဟေးဆိုရင်ဒီရဲဘော်တွေကအဲတက်ကနေပြီးတော့ထွက်ပြေးနိုင်ပါမယ်အဲဆိုတော့ဟိုတက်ကနေပြေးတိုင်းလေဒီပြေးတဲ့ရဲဘော်တွေအမှားလို့ကျွန်တော်တို့ကံဒီကံမပြောလို့မရပါဘူးဆိုတော့သူ့ကိုထိန်းချုပ်တဲ့သူ့ကိုကုကဲတဲ့တက်မှုတွေအားနည်းချက်တယ်အများကြီးရှိနိုင်တယ်ဆိုတာအဲကျွန်တော်တို့အဖက်ဖက်ကတွေးရဖို့လိုအပ်တယ်အဲကျွန်တော်တို့များသောအားဖြင့်ကြုံရတာက ရဲဘော်တရားတက်ကပြေးပြီဆိုရင်ဒီတက်ပြေးတဲ့ရဲဘော်ပေါ်မှာပဲအပြစ်ဒီအားလုံးပုံချပြီးတော့အဲတုံးတက်လေးရှိတာကိုတွေ့ရတကယ်တကယ်တော့အဖက်ဖက်ကနေပြီးတော့ပြေးတဲ့လူကတော့ပြေးသွားပြီဒါပေမဲ့ကြံခဲ့တဲ့သူတွေကဘလို့ကောင်းအောင်နေမလဲတက်မှုတွေကနောက်တစ်ချိန်ဒီလိုရဲဘော်တွေမပြေးအောင်ငါတို့ဘာပြင်ရမလဲဆိုတော့အဲတုံးတက်ချက်ကအရန်အရေးကြီးပါအဲအဲ့ဒီမှာဘက်မမြဘူးဆိုရင်တော့ကျွန်တော်တို့ကတစ်ဖက်ဆောင်နေဖြစ်ပြီးတော့ ရဲဘော်ဒီဒီအထူးသဖြင့်ဒီကျွန်တော်ရဲဘော်ဆိုတဲ့တက်သားပေါ့နော်ဒီအောက်ခြေတက်သားတွေရဲ့ရဲဘဝဟာဖိနိခံရမှုနဲ့ပဲပြီးမယ်ဒီဒီဒီအစိုးကြော့တန်တွေဟာပေါ့နော်ကျွန်တော်ဘလောက်ပဲအပတ်စဉ်အစ်စ်တွေခေါ်ပြီးတော့ထည့်ထည့်အဲဒီတက်ရက်နေတက်ပြေးတွေရှိနေအောင်မယ်ဆိုရင်ကျွန်တော်ကအိတ်ပေါက်နဲ့ဖားကောက်လို့ဖြစ်မှာပေါ့နော်ဒါဒါမျိုးဘလိုင်းပေါက်နဲ့ဖားကောက်လို့ဖြစ်မယ်လို့ကျွန်တော်တို့ကသုံးသက်ပါတယ်ဒါကြောင့်ဒါတွေကိုလည်းအဲကျွန်တော်တို့ကသုံးသက်နိုင်စွမ်း ရှိဖို့လိုတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဆိုတော့ကျွန်တော် PIO PIA ကအဲဒီဒီအဲဟိုအရေးပေါ်ပြောသွားတာရှိတယ်ပေါ့နော်ဒီတက်ထဲမှာသူတို့ collective leadership ဆိုတာမျိုးပေါ့နော်ကျွန်တော်အခြားတယောက်လည်းပြောတာကြည့်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်နားလည်မှုလဲမှာစိတ်ကူတယ်ဘာလို့ဆိုတော့အဲကျွန်တော်တို့ကဒီစစ်တပ်တစ်ခုဟာအမိန်ပေးတဲ့သူကတယောက်သေးရဖြစ်ရတယ်အမိန်ပေးတဲ့သူကဟိုလူက ပေးလိုက်အဲဒီတမှုကပေးလိုက်ဆိုရင် အောက်ကရဲဘော်ဟာဘသူအမိန့်ကိုနာခံရမလဲဆိုတာဝေခွဲရခက်စီတယ်အမိန့်ဟာမပြတ်သားတော့ဘူးကွနော်ဘသူရှေ့အမိန့်ဟာအတီလဲဆိုတာအရေးကြီးပါဒါကြောင့်ကျွန်တော်တို့က collective leadership လို့ပြောတဲ့အခါမှာအဲ့လိုနည်းနည်း NDA များတယ်ကွနော်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့တက်ထင်မှာတော့အဲ့ဒီစကလုံးကိုအစောပိုင်းမှာနားမလည်ခင်တော့တုံးခဲ့တာရှိပြီမဲ့အဲတက်တစ်ခုတိောက်တဲ့အခါမှာအဲ့ဒီ collective leadership က မတုံးတင်ဘူးပေါ့နော်ဒါမျိုးကျွန်တော်တို့ပြင်ဆင်ခဲ့တာရှိပါတယ်ဆိုတော့အထူးသဖြင့်တော့ကျွန်တော်တို့ကဒီအဲဘဒူဝါကွန်မန်ဒါလဲကိုယ်အမိန်ပေးရတူကဘဒူလဲဆိုတာရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတယ်ဟိုဟိုလူစီကလည်းအမိန်ယူလိုက်ဒီလူစီကလည်းအမိန်ယူလိုက်ဆိုရင်အဲ့ဒီရဲဘော်ဟာအဲအမိန်ကြီးအများကြီးဖြစ်နိုင်တယ်လို့ဒီရဲဘော်ရဲ့လောက်ရက်ဒီပေါ်မှာတာဝန်ခံမဲ့သူကဘယ်သူလဲဆိုတာလေရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမရှိတော့တာမျိုးကြုံရနိုင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကတဦးတယောက်ထည့်ရပဲဥဆောင်မှန်လားဆိုအဲ့လိုလည်းမဟုတ် အမိန်နေရာတယောက်တည်းစီရလာရမယ်အဲကိုယ့်ရဲ့အထက်ကဘယ်သူလဲပေါ့နော်အဲ့ဒီဟာအရေးကြီးတယ်ဒါပေမဲ့အဲ့ဒီဥဆောင်တဲ့သူကအဲသူ့ရဲ့အမိန်နေမှန်သလားမှန်သလားပြန်သုံးသပ်ဖို့တော်လကောင်းဒါမှမဟုတ်သူကတယောက်တည်းပဲထင်အားဆုံးဖြတ်နေတာမျိုးမဖြစ်ဖို့တော်လကောင်းကို့ဘေးမှာရှိတဲ့တပ်မှုတွေကိုသူ့ကိုလွတ်လွတ်လပ်လပ်နဲ့အကြောက်တရားကင်းကင်းနဲ့ဝေဖန်ထောက်ပြနိုင်စွမ်းရှိအောင်သူကအဲ့ဒီ environment ကို ဖန်တီးပေးရဒါဟာတက်မှု အဲ့ဒီတက်မှုရဲ့အဲဒီနိုင်ငံရေးပြေဝမှုနဲ့ဆိုင်တာပေါ့လေသူကအဲ့ဒီတက်မှုကအဲ့ဒီဟာတွေကိုမလိုချင်ဘူးဟိုဟိုငါ့ကိုလာမွေပန်နဲ့ကွာငါလူကြီးပဲငါ့ကိုလာပြောတာမကြိုက်ဘူးဆိုရင်တော့အဲ့ဒီတက်ကတိတ်ကြရှိခံမယ်လို့မထင်ပါဘူးသူကပြောချင်တာကအဲစစ်တပ်တစ်ခုမှအဲသူ့ရဲ့သူ့သူ့ရဲ့ပုံစံတစ်ခုနဲ့ဒီမိုကရေစီကိုကျင့်သုံးလို့ရတာရှိတယ်ဆိုတော့ဟိုတက်ထဲမှာဒီမိုကရေစီမရှိဘူးဆိုတာမျိုးခင်ရင်ကျွန်တော်တို့မလုပ်လို့ဒါပေမဲ့ အဲဆွမ်းနာပြောသလိုပဲအဲ့ဒီဒီမိုကရေစီဒီအဲ့ဒီတက်မှုကနေပဲဖန်တီးပေးရအေးမင်းငါ့ကိုငါလိုအပ်တာရှိတယ်ငါ့ကိုအချိန်မေးပြောဆိုရဲလမ်းဖွင့်ပေးမှုမျိုးကိုခဏခဏလုပ်ရအဲကိုပီနာမှာရှိတဲ့သူကကိုအချိန်တွေကိုအတိဆုံးဖြစ်ပါတယ်ဒါကြောင့်ကိုပီနာမှာရှိတဲ့တက်မှုတွေကိုပဲအေးငါလိုအပ်တာရှိတယ်ငါ့ကိုပြောပါအာမနာနဲ့အဲငါဘက်ကပြုပြင်မှုဝင်လေးမှာမဟုတ်ဘူးမင်းငါ့ကိုအဲ့လိုပြောလို့လေမင်းပေါ်မှာစိတ်ညုံညင်မှာစိတ်ကွက်မှာမျိုးမဖြစ်စေရအောင်ဆက်တဲ့ဖြင့်အဲဂရီကွက်ကြီးပြုရတယ် အဲပြီးတော့တကယ်တကယ်ဝေဖန်လာတဲ့အခါမှာကိုယ်ကိုထောက်ပြပြီးတော့အကြံပြုလာတဲ့အခါမှာလည်းစိတ်မကွက်မိဘူးသူပြောတဲ့ဟာကိုအလေးနဲ့ထားပြီးတော့အဲနားထောင်ဖို့လိုအပ်ရင်ပြုပြင်ဖို့ဒါမှမဟုတ်ရင်လည်းတခါတလေကျတော့ကိုယ်အောက်ကတက်မှုတရားကိုကိုယ်နားမလည်ပဲနဲ့ဝေဖန်တာအကြံပြုတာရှိနိုင်တယ်အဲ့ဒီအခါမှာသူ့ကိုနားလည်အောင်ရှင်းပြလို့ရတယ်မဟုတ်ဘူးဒီဟိုငါကတော့ဒီချိန်မှာဒီလိုခက်ခဲရှိရဲဒါကိုဒီလိုစဉ်းစားတယ်ဘာကြောင့်ဒီလိုစဉ်းစားတယ်ဆိုတာမျိုးပြောရတယ်ဘာလို့ဆိုတော့ဟိုကျွန်တော်တက်မှာဒီ တစ်ထက်အဆင့်ချင်းနဲ့ဒီအောက်ခြေရဲပေါ်နဲ့အဆင့်ချင်းတော့ဒီတက်မှုတွေကြားထဲမှာဒီ information ရတဲ့ဟာချင်းမတူဘူးလေနော်ဆိုတော့ရဲပေါ်ကအားလုံးမသိအောင်အဲပြီးရင်ဆိုတော့တည်ရင်မှုကဘယ်အောင်မှုလောက်သိမှာမဟုတ်ဘူးအဲဘယ်ဟာမှုကလည်းရှင်းရှင်းရင်းမှုလောက်သိမှာမဟုတ်ရှင်းရှင်းမှုကလည်းကိုယ်ကဲမှုလောက်သိမှာမဟုတ်အဲ့လိုမျိုးကျွန်တော်တို့ကတက်ကိုအဲ့လိုအရှင်းတိုင်းထားတယ်ပြီးတော့ဒီ information ကိုလည်းသူ့အလှလိုက်ပြီးတက်မှတ်ထားတာဖြစ်တဲ့အတွက် information အပြည့်စုံမသိတဲ့လူဟာ ထက်ကတက်မှုနားလည်မှုလွဲနိုင်တာရှိပါတယ်။ဆိုတော့ဒါမဲ့အဲ့လိုမျိုးမှာတစ်ခါလီမှာကျွန်တော်တို့ကရှင်းပြရတယ်။ဒါမဲ့စစ်တပ်ကြီးအများရန်ရှင်းပြနေရင်တော့အလုံးမဟုတ်တော့ပြန်ဘူး။အများရန်တခုခုဆိုတာနဲ့ခေါ်ပြီးရှင်းပြနေရတာစီယုံနေရဆိုရင်လည်းအလုံးမဟုတ်တော့တကယ်တကယ်စစ်တိုက်ဖို့ကြာရင်အမိတ်နေရာမထီရောက်တော့တာမျိုးဖြစ်နိုင်မှာ။ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဟာအဲစစ်သားတယောက်ကိုစစ်တပ်တစ်ခုမှာတော့အမိတ်နာခံမှုက first priority ဖြစ်ပြီးတော့အဲဆွမ်းနာပြောလို့ပဲအပြန်အလှန်ဝေဖန်ထောက်ပြမှုတွေ ဒီကျွန်တော်တက်มาဆိုရင်6လတစ်ချိန်ပေါ့နော်ကျွန်တော်တို့မှာတော့ဒီတက်ခွဲမှုအရှင်းအင်းအထိကျွန်တော်တို့ကတတိတလောက်တစ်ချိန်တက်မှုများအစီအွေကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးလုပ်ပါတယ်ဒါဒီမှာကျွန်တော်တို့ကပုံမှန်လင်းလင်းပြောလို့ရတယ်ကိုယ့်ရဲ့အခက်အခဲကိုယ့်ရဲ့အထက်တက်မှုရဲ့ဒီအာနေချက်ဒီအထက်တက်မှုရဲ့ဒီလိုအပ်ချက်တွေလည်းအဲ့ဒီမှာကျွန်တော်စီတိုက်ရိုက်တိုင်ကြလို့ရအဲဒီအဲ့ဒါမျိုးဆိုကျွန်တော်တခါလေးရှင်းတာပေါ့ရှင်းပြရဲ့ဒါပေမဲ့ဒီရဲဘော်အားလုံးအရှင်းအားလုံးပါဝင်တဲ့ တက်လုံးကျော်ရှိပြီတလ6လတစ်ရင်လောက်ပါအဲ့ဒါအဲ့ဒီမှာလေကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ခွဲမှုအဆင့်အထိကိုကျွန်တော်တို့တလတစ်ရင်မဖြစ်မီလောက်ပါဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဆွေးနွေးလို့ရအဲ့ဒီ channel တွေဖွင့်ထားဖို့လို့ဆိုတော့အထက်အောင်မင်းပြေကုကဲမှုကိုခိုင်မအောင်လုပ်ဖို့ဆိုရင်တစ်ဖက်မှာဒီတက်မှုတွေရမတရားမှုတွေကျူးလွန်နေရှိတယ်အဲအာနာပြရာတွေမလျော်ဩဇာတုံးတာတွေရှိနိုင်ပါတယ်ဒါတွေကိုကျွန်တော်တို့ကအမြဲတမ်းထည့်ထည့်တွင်းနိုင်ထည့်တွင်းစဉ်းစားဖို့လို့ စစ်တပ်တစ်ခုခိုင်မာအောင်လုပ်တယ်အမိန်ပေးကူကဲမှုတင်းကြအောင်လုပ်မယ်ဆိုရင်အဲ့ဒီအမိန်ကိုကင်ထားတဲ့တပ်မှုတွေဟာဒီဒီအမိန်နေအာဏာတွေကိုဟိုတလွဲအတုံးချနိုင်နေဆိုတာကိုကျွန်တော်တို့အမြဲတမ်းချက်ပြင်းစဉ်းစားရဖို့လိုအပ်ပါတယ်။ဒါကြောင့်ဘာလုပ်ဖို့လိုလဲဆိုတော့ complaint mechanism ကောင်းဖို့လိုတယ်။ဒီဒီဒီရဲဘော်တယောက်ဟာမတရားတစ်ခင်ခံနေရပြီလား။အဲသူဟိုမတရားတဲ့အမိန်ကြီးပေးခံနေရပြီလား။စသဖြင့်မသူမနိုင်တဲ့ဝင်တွေကို အပေါ်ကနေပြီးအမိတ်အနေနဲ့အတင်းကျပ်ခိုင်းနေတာမျိုးရှိပြီလားဆိုတာဒီကိုဟိုစမ်းစစ်နိုင်ဖို့တော့လည်းကောင်းကျွန်တော်တို့စမ်းစစ်နိုင်ဖို့ဟိုမတက်ရောက်နိုင်တဲ့အခြေအနေရှိရင်လေအဲ့ဒီရဲဘော်ဟာကျွန်တော်တို့ဒီကိုယ့်ရဲ့အထက်အရှိမြင့်ရုံးကိုတိုင်ကြားနိုင်တဲ့အဲလမ်းကြောင်းတွေဖွင့်ပေးထားပြီလားဆိုတာပြန်စစ်ဆေးဖို့လိုအပ်ပါတယ်။မအဲ့လိုမဟုတ်ရင်တော့ကျွန်တော်တို့အောက်ခြေရမတရားမှုတွေအထက်ကိုရောက်လာမှာမဟုတ်ဘဲနဲ့အဲ ကုတ္တကုတ္တအမကြခင်ဟိုနာမည်ပြတ်နိုင်ချေပုံများတာပေါ့ဗျာ။တော့အတန်ဟိုအပုတ်နဲ့နေတဟောင်းထွက်ပြီးတော့ပုံပြီးနာမည်ပြတ်နိုင်ချေညာဒါတွေကိုတော့ကျွန်တော်တို့ကအဲမဖြစ်မနေတုံးတက်နိုင်စွမ်းရှိဖို့လိုရယ်ပြုပြင်နိုင်စွမ်းရှိဖို့လိုရယ်ဆိုတော့ဟိုကျွန်တော်တို့ဘဒူအားမှဟိုစစ်တပ်မှာဟိုတပ်မှုတယောက်ဖြစ်ဖို့မွေးဖွားလာတာမဟုတ်ကျွန်တော်တို့ဟာစစ်သားလုပ်ရမယ်လို့တော့တခါမှစိတ်ကူးရင်ခဲ့ဘူးရယ်လို့မဟုတ်ဘူးဒါပေမဲ့စစ်သားလုပ်ရတယ်ကိုယ့်အကူတက်ထောင်ရတယ် အဲဥဆောင်ဥရပြူရတယ်စနစ်တကျလိုရတဲ့အခါမှာကျွန်တော်တို့အမားယူနေရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ကအမားတွေကြောက်နေလို့မြောက်ဟိုမားမှကြောက်ရင်ဘာမှမလုပ်နဲ့ထိုင်နေလိုက်ကိုယ်အိမ်မှာကိုယ်အေးဆေးနေလိုက်မိသားစုရဲ့အေးအာဝါတောက်မှဖြစ်ဖြစ်ဒါမှမဟုတ်လေအခြားရှိပါရဲ့တခုလုပ်ပြီးတော့ဟို personal ပဲနေလိုက်ပေါ့နော်တီးတန်ပုဂ္ဂလိကဘဝကိုနေလိုက်ဒါပေမဲ့ကျွန်တော်တို့ကအဖွဲ့အစည်းတခုကိုလှုပ်လာပြီးတိုင်းပြည်တိုင်းပြည်ရေးလို့တိုင်းပြည်ပြည်ပြောင်းလဲရေးလို့နော်ဒီမိုကရေစီလို့ဖက်ဒရယ်ရေး ဒီလိုပြောလာပြီးဆိုတော့ဒါဟာကုတ္တူတယောက်တဲ့ကိစ္စမဟုတ်တော့အများကိစ္စဖြစ်လာအများအကျိုးဥဆောင်ရတဲ့အခွင့်အရေးဖြစ်လာဖြစ်လာတဲ့အခါမှာကျွန်တော်နံပါတ်1ရဲ့ဝေဖန်ခံနိုင်ရအဲ့ဒါအရေးကြီးဆုံးပဲဗောနဝေဖန်ခံနိုင်ရမယ်အဲ့ဒီဝေဖန်မှုကြီးခံနိုင်မှုလို့ပြောတဲ့အခါမှာတချို့ကကြတော့ဝေဖန်တော့ခံတယ်ခံကြတယ်ဒါပေမဲ့နားမထောင်အဲကြိုက်တာပြောဆိုပြောထင်ရလို့တက်ကောင်းအဲ့ဒါတွေကလည်းအလုံးမဟုတ်ကျွန်တော်ဝေဖန်ခံနိုင်နေဆိုတော့ဝေဖန်တော်နားထောင်ရရမယ်မှားရင်လည်းပြုပြင်နိုင်စွမ်းရှိရမယ်ပြုပြင်ရဲတော်တက်တည်ရှိရမယ်ဒါလို့ဆိုလိုချင်တာဖြစ်ပါတယ် ဒါကျွန်တော်တို့အခွဲကြီးတွေမှာအဲ့လိုမျိုး leadership တွေအဲရန်အရေးကြီးလိုအပ်တယ်အဲ့လိုမျိုးတွေရှိမှသာလင်တက်က ပို့ပြီးတော့အားကောင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျဟုတ် ละช่องช่องช่องดีลูดาโรโลจาเนจาบีพี่เนมูด้วยเยสอนกันนาโออโซกูเลนรีจองนงนีโอเบลละช่องเบลละช่องเบลละช่องช่องช่องลูโซลูทวยซอโอชอดะสนิดด้วยจาซงบ่เฉิงยอกชีเกบีโอชิเซนเดจนาดูนี่ လည်းချောင်းပါလည်းချောင်းပါလည်းချောင်းချောင်းချောင်းကြုံနေလာတယ်တို့ရဲ့ချူရတယ် just hand way ရိုက်ခွင်းလို့လေဘာဒီကြီးရဲ့ရှင်ပေါ်တဲ့ဘာဟိုဘယ်လည်းချောင်းပါလည်းချောင်းပါလည်းချောင်းချောင်းချောင်းလူချင်းချင်းရဲ့ကြီးဝတဲ့အတိတ်ပဲတို့တော်လည်းမရှာနိုင် 照变了照变了照照照。可爱的吉耶，心火的得好。变了照变了照变了照照照。六七吉耶，给我的吉贝，多多南玛夏妹妹。六七吉耶，给我的吉贝，多多南玛夏妹妹。 ို့ချစ်ချင်ရဲ့ကူရီတော့အတိတ်ပဲတို့တော့နှမ်းမရနိုင်နဲ့ဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်း